မင်္ဂလာပါပရိသတ်ကြီးတို့လူအများကြီးလူလောကတွေကိုရှောက်လာပြီးစေစုံနဲ့တခုလောက်ကြားရကသိကျင်ကြလိမ့်ရှိတဲ့မိကိုကတော့ကျမတို့တွေသိဆုံးတဲ့အခါဘယ်နေရာကိုရောက်ရှိမလဲဆိုတာပါပဲအချို့လူကတော့ရှုပ်လောင်းကသိဆိုင်နဲ့ကိုမြုပ်နေတာခံလိုက်ရလို့မြေအောင်ထိရောက်သွားလိမ့်မယ်လို့ယုံကြည်ကြပါတယ်အချို့ကလည်းမိတချို့လိုက်လို့ပြဖြစ်သွားပြီလို့ယုံကြည်ကြပါတယ်တချို့ကြပြန်တော့လဲကောင်းရင်ဘုံကိုဝိညာဉ်ကူးပြောင်းသွားပြီဆိုပြီးတော့ယုံကြည်ကြပြန်ပါတယ် ကျမတို့ဗုဒ္ဓဘာသာဝင်တွေကတော့သိဆုံးပြီးတဲ့အခါနောက်ဘဝဆိုတာကိုယုံကြည်ကြပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးယနေ့ခြေတီတိုက်အောင်ဘသူကသိဆုံးပြီးတဲ့နောက်နောက်ဘဝဆိုတဲ့အရာဆိုတာမရှိဘူးဆိုတာကိုလက်တွေ့ကျကျအသက်တည်မပြနိုင်သေးပါဘူး။အချို့ဆက်သက်ချက်တွေရာသိဆုံးပြီးတဲ့နောက်ဝိညာဉ်ဆိုတာတကယ်တည်ရှိတယ်လို့ပြသထားပါတယ်။ဒီတစ်ခါပြီးတော့မှာတော့ပရိသတ်တို့တွေလူခဏာကိုကနေဝိညာဉ်ထွက်သွားတာကိုရှိုက်ကူးထားတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးလိုက်ရပါတယ်။အင်ချီယာမဲလူကြီးတယောက်ရဲ့နောက်ဆုံးညာ စတိုးဆိုင်တစ်ခုရဲ့ CCTV ကနေအရန်ကူမှမယုံနိုင်စရာကောင်းတဲ့ဗီဒီယိုတစ်ခုကိုဖမ်းယူရရှိထားပါတယ်။ညာဘက်ရဲ့တကောင်ချင်းရောက်နေပြီဖြစ်တဲ့အတွက်အနီးနားကရောင်းဆိုင်တွေအကုန်လုံးပိတ်ကုန်ပြီဖြစ်ပါတယ်။လူအနေငယ်ဘေးနားကနေဖြတ်သွားတဲ့နောက်မှာအင်ချီရမဲလို့ထင်ရတဲ့လူကြီးတယောက်ဟာဘေးနားကပလက်ဖောင်းပေါ်မှာအိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါ့ပေမဲ့လည်းနိုင်ရင်အနေငယ်ကြာပြီးတဲ့နောက်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။နိုင်ရင်အနေငယ်လောက်ကြာပြီးတဲ့နောက်မှာဒီလူကြီးဟာမတက်ထားရလိုက်တဲ့ပုံပေါ်ပေမဲ့ တကယ်တော့သူခန္ဓာကိုယ်ကပလက်နေထားတဲ့ပလက်ဖောက်ပေါ်မှာလဲလျောင်းနေစေဖြစ်ပါတယ်ဒီလိုရဲ့ပုံစံတူတဲ့အရေးမဲဒါမှမဟုတ်ဝိညာဉ်လိုယူဆရတဲ့အရာတခုသူကသူ့လဲနေတဲ့နေရာကနေထွက်လာတာဖြစ်ပါတယ်ဖြစ်နိုင်တာကတော့ဒီလူဟာသူ့ရဲ့အစားဝတ်နေရဲ့အခြေအနေစက်တဲမှုကြောင့်အဲ့နေရင်တိတ်ဆုံးသွားတာဖြစ်နိုင်ပြီလုံခြုံရေးကင်မရာကနေသူ့ဝိညာဉ်ခန္ဓာကိုယ်တွေကနေထွက်သွားတာကိုရှိုက်ကူထားတာဖြစ်ပါတယ်ဂျာဝဲနောက်ရက်တဲ့အလင်းရောင်2018ခုနှစ်အေဗီလာမှာ ။ Israel နိုင်ငံကမြို့ငယ်လေးတစ်ခုမှာထူဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါပြီ။ကင်မရာထဲမှာတော့ရှံပွဲတစ်ခုဖြစ်နေတာကိုမြင်ရပြီးအခြားသူတွေထွက်ပြေးသွားတဲ့အချိန်မှာလူတယောက်မြေကြီးပေါ်ကိုလဲကျတာကိုပရိသတ်တို့တွေ့နေပါပြီ။အဲလဲကျသွားတဲ့သူတိတ်ဆုံးတဲ့အချိန်ကွက်တီမှာပဲကင်မရာကနေထူဆန်းတဲ့အဖြူရောင်အလင်းတက်တစ်ခုဖြတ်သွားတာကိုတွေ့လိုက်ရပါပြီ။အစားကတော့စက်ကိုရွှေအပိုင်တစ်ခု လေးတိုက်လို့လွတ်သွားတာဒါမှမဟုတ်ကားရဲ့မိသားမိဟာကင်မရာကိုဖြတ်ကနေထုံးမိသွားတာလို့ထင်ကြပါသေးတယ်။ ဒါပေမဲ့ဗီယိုကိုနှိပ်ပြီးကြည့်မယ်ဆိုရင်အဲ့လင်ယောက်ကလဲကျသွားတဲ့လူရဲ့ခန္ဓာကိုယ်ကထွက်ရှိလာတာဖြစ်ပြီးဗီယိုတွေကအခြားလင်ယောက်ထွက်စေနိုင်တဲ့ပစ္စည်းတွေနဲ့တခုမှကိုက်ညီမှုမရှိတာကိုတွေ့ရပါတယ်။2018ခုနှစ်ကလေးကဗီယိုဟာအွန်လိုင်းပေါ်မှာပြန့်နေပြီးတော့နာမည်ကြီးခဲ့ကကြည့်ရှုသူတွေကတော့ဒီဗီယိုကိုကြည့်ပြီးဝိညာဉ်တွေတကယ်ရှိကြောင်းထိစေပေးကြပါတယ်။ပရိသတ်တို့ရောဒီအလင်းရောင်ကလဲကျသွားတဲ့လူရဲ့ခန္ဓာကိုယ်ကနေထွက်လာတဲ့ဝိညာဉ်လို့ထင်ကြပါသလား။ဆေးရုံကဝိညာဉ်ထွက်သွားတဲ့လူနာ။ ညနေမောင်ရီပြိုးပါစားချိန်မှာကြောက်စရာကောင်းဆုံးနေရာကစေယုံတစ်ခုရဲ့မောင်မိုင်းနေတဲ့လူသွားလျှောက်လန်းချိုးလေးဖြစ်ပါလိမ့်မယ်။တထောင်စလေးကိုနေ့စွန်လိုင်းရဲ့တရက်တုန်းကစေယုံမှာ CCTV တွေကိုစောင့်ကြည့်ဖို့တာဝန်ပေးခဲ့ရတဲ့လုံဆိုရေးဝန်ထမ်းတွေဟာကင်မရာတွေကတခုဟာထူးဆန်းနေတယ်ဆိုတာကိုသတိပြုမိခဲ့ပါရီ။အစတုန်းကအရာရာဟာပုံမှန်အတိုင်းပဲတွားနေခဲ့ပါရီ။ဒီလိုနဲ့ဒီလိုရေးပေါ်ကလေးပေါ်မှာလင်းလျောင်းနေရာကိုတိတ်ချစောင့်ကြည့်မယ်ဆိုရင်ဒီလိုရဲ့ခနာကိုယ်တွေကတဖြည်းဖြည်းနဲ့တုံခါနေတဲ့လိုင်းလိုရှားတွေထွက်လာပြီးအဲ့နောက်မှာအက်လိုင်းတွေဟာ လူပုံတဲ့ပေါ်သွားပါရီဝိညာဉ်ဟာသိဆုံးပြီးတော့ကိုမသိပဲကုတ်ထလိုက်ပုံပေါ်ပါရီအဲနောက်မှာခန္ဓာကိုယ်ပေါ်မလာတော့ဘူးဆိုတာကိုသိတဲ့အခါမှာပြန်တဲ့ပြက်ွယ်သွားပါတော့ရီတိပ္ပံနေကြဆက်သက်ချင်းတိပ္ပံပညာရှင်တွေနဲ့ဘာသာရေးသမားတွေအရန်ကိုသိချင်နေကြတဲ့အရာတခုဟာသိဆုံးပြီးနောက်နောက်ဘဝဆိုတဲ့အရာရှိနေလားဆိုတဲ့အကြောင်းပါပဲလူသားတွေပေါ်ပေါက်လာတဲ့ကနေဝတ်စားချင်းကလေးကတမိုင်းတစ်လျှောက်ငင်းငင်းမြန်မာပဲစူးစမ်းတွေးခေါ်စွမ်းနိုင်ရှိတဲ့ညာကြီးရှင်တွေဟာဝိညာဉ်ဆိုတဲ့အရာကသိဆုံးပြီးသွားတဲ့နောက် ရုပ်ပိုင်းဆိုင်ရာလောကကနေထွက်ခွာပြီးအခြားနေရာတစ်ခုကိုရောက်သွားနိုင်တယ်လို့တွေးဆခဲ့ကြပါရည်။ဒီလိုကြောင်းရတဲ့ကြောင့်မေဂျပန်လူမျိုးသိပ္ပံရှင်တွေဟာဆက်သက်ချက်တစ်ခုကိုပြုလုပ်ခဲ့ကြပါရည်။သူတို့ဟာသေလူမျိုးပါဖြစ်ပြီးတော့တေကန်နီဆက်ဆဲလူနာကိုအထူးပြုလုပ်ထားတဲ့ကိရာတစ်ခုခေါင်းပေါ်မှာတက်စေပေးခဲ့ပါရည်။သူတို့ဆက်သက်ချက်ရဲ့ရလဒ်ကတော့တကယ့်ကိုမှအားအသိစရာကောင်းပါရည်။ဒီအမျိုးသမီးသေဆုံးဖို့အချိန်ခဏကြာစောင့်ဆိုင်ပြီးတဲ့နောက်မှာသိပ္ပံပညာရှင်တွေဟာအမျိုးသမီးရဲ့ခန္ဓာကိုယ်ကနေရေကုန်းငွေလိုအမုံလေးတွေ အခိုးငယ်လေးတွေထွက်လာတာကိုစတင်မြင်ခဲ့ကြရပါတယ်။အချို့တွေပြောကြရကတော့ဒီလိုမျိုးခိုးငွေတွေကိုတာမန်မျက်စိနဲ့မမြင်ရဘဲကင်မရာနဲ့ကြည့်မှသာမြင်တွေ့ရတယ်လို့ဆိုပါတယ်။ဒီလိုပါကြောင့်ဖြစ်ရလဲဆိုတာကိုအသိပဲပညာရှင်တွေလည်းရှင်းမပြနိုင်ခဲ့တဲ့ပြင်အဆက်သက်ချက်လုပ်ပြီးတဲ့နောက်သိပဲပညာရှင်တွေအကောလုံးထိုးဆဲစွာနဲ့ပျောက်ဆုံးကုန်ကြကတသက်ပြည့်ခုပြထားတဲ့ဘီယိုတပုတ်တာကြက်ရှိတာဖြစ်ပါတယ်။အမြန်လမ်းမပေါ်ကကားအက်စီးတဲ့အကြောင်းအမေရိကန်နိုင်ငံကအမြန်လမ်းမတစ်ခုပေါ်မှာ ထိခိုက်မှုများပြားတဲ့ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖြစ်ပေပေကျမှပဲရဲတွေမိသက်သမားတွေနဲ့အခြားတာဝန်ရှိတဲ့အာဏာပိုင်တွေရောက်ရှိလာခဲ့ကြပါတယ်။ဒါပေမဲ့လည်းကဲဆိုးစွာနဲ့ကားတိုက်မှုမှာပါဝင်တဲ့လူတွေအကုန်အသက်မရှိသေးကြပါဘူး။အနေအားကိုသတိထောက်တွေကလည်းရောက်ရှိနေကြပြီးကင်မရာသမားတွေကအဖြစ်ပြက်ကိုရှိုက်ကူးဖို့သူတို့ရဲ့ကင်မရာတွေကိုအစစ်အသစ်ထောင်ထားခဲ့ကြပါတယ်။သတိထောက်ကလည်းဖြစ်ပြက်သွားတဲ့ကိစ္စတွေကိုအကြောင်းစုံသိရှိစေဖို့စုံစမ်းတဲ့အချိန်မှာဗီဒီယိုတွေကအနေအားကဟာကြီးစုသူတွေအံ့ဩသွားစေခဲ့ပါတယ်။ ပရိသတ်တို့အနည်းရောက်ကားရဲ့အပေါ်နားလေးကိုတိချကြည့်မယ်ဆိုရင်ကားပေါ်ကနေပြန်တက်သွားတဲ့လူအသင်ခုံးငွေလေးတွေကိုတွေ့ရပါလိမ့်မယ်။အဝင်းညာတခုခုပြောဖို့စ조사နေခဲ့ပေမဲ့ခနာကိုကနေထွက်ထွက်ချင်မှာပဲကောင်းငင်ဘော်ကိုပြန်တက်သွားခဲ့ပါရီ။အချို့ကတော့နောက်ခံမှာတိရစ္ဆာန်တကောက်ဖြတ်သွားလို့အခုလိုပုံစံပေါ်သွားတာလို့ပြောကြပေမဲ့ဘလို့တိရစ္ဆာန်မျိုးကလူရဲ့ဝိညာဉ်နဲ့ပုံစံတစ်ဆက်တည်းတူပါလိမ့်မလဲပရိသတ်ကြီးတို့ရေ။ကဲပရိသတ်ကြီးတို့ရေခုပြိုရဲမှာတော့ခနာကိုကနေဝိညာဉ်ထွက်တာကိုကင်မရာကနေဖမ်းယူရရှိထားတဲ့ ဘီယိုကိုပြသသွားတာပဲဖြစ်ပါတယ်။ပရိသတ်တို့အခုပြသသွားတဲ့ဘီယိုတွေကဘယ်တစ်ခုကအမှန်ဖြစ်မယ်ထင်ပြီးဘယ်ဘီယိုကတော့လုံးချက်ဖန်တီးထားတယ်ထင်ကြပါသလဲ။နောက်ပြီးပရိသတ်တို့အပြစ်လက်တွေ့ပွားမှာအခုလိုမျိုးထူးဆန်းတဲ့အရာတွေမြင်တွေ့ဖို့ပါသလား။မြင်ဖို့ရပရိသတ်တွေရှိတယ်ဆိုရင်လေကမ္ဘာမှာပြည်သက်တို့ရဲ့တိတ်ကြုံလေးတွေကိုမျှဝေပေးခဲ့ပါအောင်နော်အခုလိုဗီဒီယိုလေးကိုစောင့်နေကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်